မိုင်ဆုံးခမင်္ဂလာပါနော်နမုနာဒေတာမှပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ပြီးခဲ့တဲ့ဗီဒီယိုရဲ့အဆက်ပေါ်နော်ကျမဝူဟန်ယူနီဗာစီတီမှာ cherry ban နေပွင့်တော့တကြည့်ချင်ပေမဲ့ကြီးခွင့်မရဘူးပေါ့နော်အဲ့ဟာနဲ့ East Lake Park ကြည့်လိုက်တလောက်လာတဲ့ park ကိုလာခွင့်ရတော့တယ်ရှင် cherry လေးတွေကြည့်ပြီးလို့ရှိရင်ကြည့်လိုက်ပါဝူဟန်ရဲ့နာမည်ကြီးရဲ့ sky train ck ရတဲ့အတွေ့အကြုံလေးကိုပြောပြပေးမယ်နော် ရှေ့ဗီဒီယိုရဲ့အဆက်နော်ဟန်ယူနီဗာစီတီနားကနေပြီးတော့မှာတက္ကစီငါးပြီးလာတယ်ပေါ့နော်ကားအရန်ပိတ်လို့ပေါ့အချိန်နေအရန်ကြာမှရောက်မယ်ဆိုလို့လမ်းတစ်ဝက်မှာလမ်းလျှောက်ပြီးတော့မှာလာခဲ့လိုက်တယ်ပေါ့နော်တော်တော်လျှောက်လိုက်ရတယ်တနအိခွဲလောက်ကြာပါတယ်ပန်းချံရောက်တော့အင်အားတော်သိမ့်မရှိတော့အမလီပန်းချံကြီးရလေလीကြီးချက်ကဒီပန်းချံမှာလဲ ဝတ်စုံကားတဲ့ service လေးတွေပေးတယ်နော်ကြီးကြီးအမတရားဝတ်စုံလေးနေပေါ့နော်ကျမကတော့အဲ့တရားဝတ်စုံလေးငါ makeup တွေပြင်တာကိုမလုပ်ခဲ့ဖြစ်တော့ဇီနုံကိုမတိခဲ့ဘူးပေါ့နော်ဒါကတော့ကျမကိုပါတာကိုပြင်ဆင်သွားတဲ့တရုပ်ဝတ်စုံလေးပါကျမရဲ့ designer ပေါ့နော်ချုပ်ပြီးတဲ့ဝတ်စုံလေးပါအရင်ကိုလှပါတယ်ရှင်ခုတော့ကျမဘွားကြီးက cherry ကို မြင်တွေ့ခဲ့ရပါပြီရှင် ကျမဒီကိုရောက်မှပဲ cherry ဆိုတာလည်းဖြူရောင်ညီလည်းရှိရဲဆိုတာသိခဲ့ရတယ်ပေါ့နော်။တခြားနည်းနည်းအယောင်နှုတ်အယောင်ရင်အမျိုးမျိုးပဲရှင့်။ပန်းချံရလေလေကြီးတာတော့ပြောမနေနဲ့တော့ကျမစုံအောင်တော့မလျှောက်နိုင်ခဲ့ပါဘူးရှင်။ကျမအင်အားရှိသလောက်ရှောင်နိုင်သလောက်လေးရိုက်ခဲ့ပါတယ်။ဒီနေရာကို Don't Lake East Lake Cherry Blossom Park လို့ခေါ်ပါတယ်။ ဒီနေရာလေးကိုကိုပါရာကို သွားချင်တယ်ဆိုလို့ရှိရင်အထောက်အကူပြုအောင်လို့ကျမသွားခဲ့တဲ့အတွေ့အကြုံလေးကိုပြောပြပေးမယ်နော်။ကျမကဒီနေရာကိုတက္ကစီနဲ့သွားခဲ့တဲ့အတွက်ကြောင့်မလို့ဘတ်ကားနဲ့ရထားစီးပြီးဘလို့သွားရမလဲဆိုတာတော့ပြောမပြပေးတတ်ဘူးပေါ့နော်။ဒါပေမဲ့ဒီနေရာကရထားဘူးတာနဲ့လေဝေးတဲ့တဘောမှာရှိတယ်ပေါ့နော်ဒါကျမနားလေတလောက်ပြောပြတာပါအဲ့တော့ဒီနေရာကိုသွားမယ်ဆိုရင်တော့တက္ကစီငါးပြီးတော့မှပဲသွားစီချင်ပါတယ်ရှင် တရုတ်ပြည်မှာကရိုးရိုးမီတာတက္ကစီရှိတယ်တီတီတက္ကစီရှိရယ်ကျမတော့တီတီတက္ကစီနဲ့သွားဖို့အကြံပေးပါတယ်ရှင်တရုတ်ပြည်မှာကျမကတော့ဘယ်သွားသွားပေါ့နော် Google Map နဲ့သွားပါတယ်ဒါပေမဲ့ VPN လေးတော့ဖွင့်ဖို့မမေ့နဲ့နော်ပန်းချန်ကြီးရလဲအကြီးကြီးပေါ့နော် ဒီမှာနိုင်ငံခြားသားတွေကတော့တိတ်ပြီးမတွေ့ရအောင်ရှင်တော်တော်များများတို့တရုတ်လူမျိုးတွေနဲ့ပဲပြေရှမ်းမြို့မှာစီကားနေရပေါ့နော်တရုတ်ပြည်ကြီးရပေါ့နော်လူဦးရေအရင်များတယ်ဆိုတာတကယ်ပါပဲရှင်ကြိတ်ကြိတ်တို့ပါရှင်ဟိုမှာကြည့်ပါအောင်ကလေးမလေးတွေချစ်စရာလေးတွေပုံလေးရေရိုက်နေကြတယ်ပန်းချံဝင်ကြီးရတော့တယောက်ကို95ယွမ်ပေးရပါတယ်ရှင် ဒါပေမဲ့ဝူဟန်မှာကအာသာချက်တွေရှိတယ်။ယထာစီးရင်ပဲဖြစ်ဖြစ်ပေါ့နော်။အခုလိုမျိုးအတ္တိဝတိစေတွားရင်ပဲဖြစ်ဖြစ်ပေါ့။သူကအသက်60ကျော်ဝိုင်းကြတော့ discount ပေးပါတယ်ရှင်။တချို့နေရာဆိုရင် free ဝင်လို့ရပါတယ်။ကျမတို့မြန်မာလူမျိုးတွေအတွက်တော့အနေနဲ့များတော့အခက်အခဲရှိရဲ့ရှင်။တို့ကလေနေရာတိုင်းဒီ scan pay တွေပဲလုပ်ထားတာပေါ့နော်။ Alipay ရယ် WeChat Pay ရယ်ပေါ့ ဲ့နှစ်ခုနဲ့ scan ဖတ်ပြီးတော့ချက်ချင်းဝင်လို့ရတယ်တကယ်လို့ကိုကအဲ့ပေးတွေရှိရဆိုလို့ရှိရင်ပေါ့နော်အဲ့ပေးတွေမရှိလဲတော့ဇိုးရင်စရာတော့မရှိပါဘူး ticket ကောင်တာတသက်ရှိပါတယ်နည်းနည်းစူးစမ်းမေးမြန်းပြီးတော့မှရှာဖွေရတယ်ပေါ့နော် ticket ကောင်တာမှာငွေပေးပြီးတော့မှလက်မှတ်ဝယ်ပြီးတော့ဝင်လဲရပါတယ်ရှင်ကျမတို့ပေါ့နော် translator app တွေပဲအသုံးပြုပြီးတော့မှတရုတ်ပြည်ကိုတရုတ်စကားမသက်လဲတွက်လဲလို့ရှိရင်အဆင်ပြေပါတယ်ရှင်နည်းနည်းလေးတော့ ဟို struggle လောက်ရတာပေါ့နော်ဒါပေမဲ့တော့လည်းကြည်ပါအရန်လှတယ်ရှင်အခုလိုမျိုးအရန်လှတဲ့ cherry ban တွေပေါ့နော်တကယ်ပွင့်တဲ့အချိန်ကိုတွားချင်တယ်ဆိုလို့ရှင်နော် March လနဲ့ April လထဲမှာတွားပါရှင်ဒါလေးကတော့ကျမတွားခဲ့တာ2024 March လအကုန်လောက်ပေါ့နော် April လအစလောက်မှာပါရှင်

ကျမနားလဲတလောက်ပေါ့နော်တရုတ်တထင်းမှာပြောပါတယ်ဒီ sky train ကိုသူတို့ကဘာရည်ရချက်နဲ့လှုပ်လဲဆိုတော့ traffic ပေါ့နော်ကျမတို့ကားတွေလမ်းမှာအရန် traffic ဖြစ်ခါကြတော့သူတို့ကအရန်နဲ့မှလူစီကားပြီးတော့မှ အလိုရှုပ်တဲ့နေရာမှာပေါ့နော်ဒီဟာလေးကိုသူတို့လှုပ်ဖို့ရည်ရချက်နဲ့ဒါကိုစမ်းသပ်စောင့်လုပ်တယ်ပေါ့နော် ဘယ်ချိန်မှတကယ်အသုံးပြုမလဲတော့မသိသေးပါဘူးဒါကတော့တို့အစမ်းစမ်းသက်လုပ်တဲ့နေရာပေါ့နော် ဟောဟိုမှာလာပြီကျမစီရမယ်ယထာလိုက်ခဲ့ပါကျမနဲ့တူတူ sky train လေးစီးကြီးလိုက်ကြရအောင်နော် ယထာကတော်တော်လေးမိုက်တယ်လှုပ်ထားတာအဲမှာပေါ့နော်ကိုကလည်းဘယ်နေရာရောက်ရောက်ပဲများရမှာလေသူ့ရဲ့ခေါင်မိုးကိုလည်းကြည့်ကြည့်လှုပ်ထားတာတော်တော်မိုက်တယ်လမ်းလျှောက်တဲ့နေရာလည်းကြည့်လိုက်ပါအောင် အောက်ကိုမြင်နေရတယ်ဖန်ဂလတ်စ်နဲ့ပေါ့နော် ချယ်ရီပန်းနဲ့ပွင့်တဲ့အချိန်ဆိုတော့လေဒီပန်းခြံထဲမှာလည်းချယ်ရီပန်းတွေရှိရနော်လှလိုက်ကြတရုတ်ပြည်ကြီးရဲ့ခင်မီတိုးတက်မှုကြီးကိုကြည့်လိုက်ပါအောင်ရှင် ီယိုကိုအဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာကျမဘဲကိုဆက်သွားအောင်မလဲဆိုတာကိုစောင့်မျှော် ကြည့်ရှုပေးကြပါအောင်ရှင်။တတ Like and Subscribe လေးလည်းလုပ်ဖို့မမေ့နဲ့အောင်နော်။